င်းပြည်မြောက်နားမှာဇွန်လ23ရက်ဒီကနေ့မနက်ပိုင်းက Enrich Daske လေးတပ်သမားနှစ်အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့မနက်6:32မိနစ်အချိန်ကပြည်မြောက်ရဲ့တောင်အရှိတောင်ဘက်55ကီလိုမီတာအကွာမြောင်းအနက်10ကီလိုမီတာကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တာလို့ဆိုပါတယ်။မြင်းငလင်တိုင်းတာဇက်တွင်နဲ့ဗဟိုချက်ရဲ့အနည်းဝေးပေါ်မူတည်ပြီးငလင်အားပမာဏနည်းနည်းကွာနိုင်ပါတယ်။စစ်ကောင်စီမိုးလေဝသဌာနကလည်းပြည်မြို့ရဲ့အရှိတ်ဘက် 9မိုင်လောက်အကွာအနက်16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီး AR Richter scale 3.8အဆင့်ရှိတဲ့ငလင်တစ်ခုလက်ခတ်သွားခဲ့တယ်လို့ဆိုပါရယ်ဇွန်လ22ရက်နေ့ညနေ9:53မိနစ်ကလည်း Raikor မြို့ရဲ့အရှေ့မြောက်ဘက်9မိုင်လောက်အကွာမှာအနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီး AR Richter scale 3အဆင့်ရှိတဲ့ငလင်တစ်ခုလက်ခတ်သွားခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်ခင်ဗျာ ကရင်ပြည်နယ်မြောက်ရီခရိုင်တောင်ဘက်စုကလီတိုက်နယ်ထိကပလဲစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကဇွန်လ22ရက်နေ့မှာအပိသက်သိမ်းဆီးနိုင်ခဲ့တယ်လို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်သူတမူတူကပြောပါတယ်။စစ်ကောင်စီထိကပလဲစခန်းဟာစခန်းရဲ့အတွင်းပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အင်အား60လောက်စခန်းထိုင်ထားပြီး drone ဗာဂျာလိုင်းဖြတ်ချရေးစနစ်တွေလက်စစ်မီးစက်နဲ့အတူဆိုလာပြားတွေလည်းရှိနေပါတယ်။စခန်းသိမ်းရရှိရေးအတွက် KNL ပူးပေါင်းတပ်ဖွဲ့က ဇွန်လ3ရက်နေ့ကစတင်ပြီး drone နဲ့စတင်ပစ်ခတ်ခဲ့ရာတရက်ကိုဘုံသီး10လုံးကနေ35လုံးအထိထိခပလဲစခန်းကိုပစ်ခတ်ခဲ့တယ်လို့ KNL ဘက်က drone နဲ့ဘုံသီးကြဲချသူကပြောပါရတယ်။အဲဒီနောက်ဇွန်လ22ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်မှုတပ်ဖွဲ့တွေက ခုခံစစ်ကိုမလုပ်တော့ဘဲစခန်းဆုတ်ခွာသွားခဲ့ကြတာလို့ဆိုပါရတယ်။မြောက်ရီမြို့တောင်ဘက်မှာစခန်း၃ခုကျန်ရှိနေတဲ့အထက်ကစခန်းတစ်ခုစစ်ကောင်စီလက်လွတ်လိုက်ရပြီးတဲ့နောက်ဝေါ်လေအနီးထိတဲ့လေစခန်းနဲ့ ဥက္ကဋ္ဌစခန်းနှစ်ခုကျန်းရှိနေပါတယ်။အဲ့ဒီလက်ကျန်စခန်းတွေကိုလည်း KNL နဲ့ပူပေါင်းတပ်ဖွဲ့တွေကနေ့စဉ်ပြစ်ခတ်တိုက်ခိုက်နေပါတယ်ခင်ဗျာ။စကိုင်းတိုင်းအင်းတော်မြို့နယ်နဘာရွာမှာရှိတဲ့ရောင်မင်္ဂလာဘုန်းကြီးကျောင်းကိုစစ်ကောင်စီတပ်ကဇွန်လ22ရက်မနက်6နာရီဝန်းကျင်မှာလေကြောင်းကနေဘုံနဲ့ကျင်းကျဲချခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ဘုန်းကြီးကျောင်းဆောင်တွေလည်းပြက်စီးသွားတယ်လို့ Indo Revolution IR အဖွဲ့အစည်းကနေသိရပါဗျ လမ်းပေါ်မှာခီးသွားနေတဲ့အမျိုးသမီးတစ်ယောက်ခေါင်းမှာဘုံးစားထိမှန်ဒဏ်ရာရသွားခဲ့တာဖြစ်ပြီးအချင်းနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ဘုံးတန်ကြောင့်ရောင်မင်္ဂလာဘုန်းကြီးကျောင်းအတွင်းကတာသနိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပေမဲ့ကျောင်းကရဟန်းတန်ဃာတော်တွေကတော့စစ်ဘေးရှောင်နေကြတဲ့အတွက်ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ IR ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အင်တော်မြို့နယ်တစ်ခုလုံးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ခင်ဗျာ။ ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်လူမှုကွန်ရက်ပေါ်မှာဆုတောင်းစာတင်ခဲ့တဲ့အတွက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ MRTB ဝန်ထမ်းမနှင်းရင်ဖြူကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကနေဖော်ပြပါရယ်။မနှင်းရင်ဖြူဟာဒေါန်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းအပြင်ပန်းတပိတ်လှူရှာမှုအဖြစ်ပန်းပန်ထားတဲ့ဓာတ်ပုံတွေကိုလည်းလူမှုကွန်ရက်မှာဖော်ပြခဲ့တယ်လို့သူနဲ့နှိဆက်သူကပြောပါရယ်။သူကိုဇွန်လ21ရက်နေ့တော့ကနေပြည်တော်တက္ကသိုလ်မှာရှိတဲ့ MRTV ဝန်ထမ်းအင်အားမှရှိနေချိန်မှာစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပြီးသူအသုံးပြုနေတဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုပါသိမ်းဆီးထားတယ်လို့သိရပါပါတယ်ခင်ဗျာအာဏာသိမ်းစစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေကိုစတင်ကျင့်သုံးပြီးတဲ့နောက်မှာမြန်မာစစ်တပ်ရဲ့ကလေးစစ်သားစုဆောင်းမှုနဲ့အသုံးပြုမှုတိတိတသားမြင့်တက်လာခဲ့တယ်လို့အမေရိကန်အခြေစိုက်လူခွင့်ရေးစောင့်ကြည့်လေးလာရေးအဖွဲ့ HRW ကဇွန်လ20ရက်နေ့မှာပြောလိုက်ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမြန်မာနိုင်ငံကလက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးစစ်သားစုဆောင်မှုအပါအဝင်ကလေးတငယ်တွေပေါ်စိုးဝါးစွာချိုးဖောက်မှုပေါင်း2138မှုကိုကုလသမဂ္ဂကစစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်းဆိုပါရယ်။နောက်ထပ်အတည်ပြုဖို့လိုအပ်နေသေးတဲ့အလားတူဥပဒေချိုးဖောက်မှုပေါင်း1200ကျော်ရှိနေသေးတယ်လို့လည်းပြောပါရယ်။စစ်တပ်ကအာဏာသိမ်းပြီးကတည်းကအသက်12နှစ်အောက်ထိပါဝင်တဲ့ကလေးစစ်သားစုဆောင်မှုအမှုပေါင်း1800ကျော်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးစစ်အုပ်စုဟာအဲ့ဒီလိုစုဆောင်ရမှာပြန်ပေးဆွဲတာမျိုးတွေလှုပ်ဆောင်ပြီးသူတို့ကိုရှေ့တန်းစေလွတ်ကာ လမ်းပြလို့ကုန်ထမ်းသမားလို့တခါတရံမှာလူသားတိုင်းအဖြစ်အသုံးချနေတယ်လို့လဲ HRW အဖွဲ့ကပြောပါရယ်။ဒါအပြင်ကုလသမဂ္ဂရဲ့ကလေးစစ်သားစုဆောင်းအသုံးပြုမှုစီးနင်းထဲမှာတော့မြန်မာနိုင်ငံကအစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းခုနှစ်ခုကိုလည်းထည့်သွင်းထားတယ်လို့ဆိုပါရယ်ခင်ဗျာ။မန္တလေးတိုင်းမလိုင်မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတို့ကိုလက်နက်ခဲရန်နေတဲ့သူဇွန်လ22ရက်နေ့မနက်9:00ဝန်းကျင်မှာဖမ်းဆီးခဲ့တယ်လို့တောင်သာပကဖစီကနေသိရပါဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးအောင်ဝင်းကိုမလိုင်မြို့ပေါ်က စားတောက်ဆိုင်တဆိုင်မှာတောက်စားမှုရဲ့တောင်းချမ်းပြီးအပြင်ကို900ထွက်ဝဲတဲ့အချိန်မှာတောင်သာပကဖရဲမေအဖွဲ့ကဖမ်းဆီးခဲ့တာပါတက်တက်ကြီးနဲ့တူ MA1 သနက်တလက်5.56ကြီးအတောင်250လို့ကိုပါဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်ဖမ်းဆီးမိတဲ့တက်ချက်ကြီးဟာမိတိလာဘက်ကနေမလိုင်မှာလုံခြုံရေးတာဝန်ချနေတဲ့သူဖြစ်ပါတယ် လက်ရှိမှာတော့တုံပန်းဥပဒေနဲ့ညီလုံခြုံတဲ့တနေရာမှာထိန်းသိမ်းထားပြီးစစ်ဆေးနေတယ်လို့တောင်သာမြို့နယ်ပကဖတာဝန်ခံက DPP ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းတောင်သာနယ်တွေကလမ်းပိုင်းတနေရာလုံခြုံရေးစစ်ဆေးချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ကြည်အောင်ဖြိုးကိုတောင်သာမြို့နယ်ပကဖကအရှင်ဖမ်းဆီးရမိခဲ့ပါတယ်ခင်ဗျာ။ မန္တလေးတိုင်းမရယာမြို့နယ်ဆေရော်လန်းခွဲကျွရအနီးကရကန်းစင်တောင်ပေါ်မှာရှိတဲ့ဆေးရုံကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တဲ့အတွက်ကိုဝင်ဆောင်အမျိုးသမီးတယောက်တေဆုံးပြီးဆေးကုသနေတဲ့ပြည်သူ၁၀ယောက်ထပ်မံနေထိခိုက်ခဲ့တယ်လို့ပြည်ဝင်လင်ခရိုင်ပကဖကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကဇွန်လ22ရက်ည7:00နာရီလောက်မှာပမောက်ခချုပ်စရာတော့ဗဒနာဒေါက်တာနန္နမာလာပြီးဝင်သားကမကထပြုလုပ်လူတန်းတိဆောက်ခဲ့တဲ့မြတ္တာနန္နစေယုံရကန်းစင်စေယုံဘော်ကိုကြားရောက်ပောက်ခွဲခဲ့တာပါ။ အမျိုးသမီးကုသတဲခိုဆောင်ကိုဘုံနှလုံးကျဲချထားတာဖြစ်ပြီးဆက်ရောက်ထက်မနေထိခိုက်ခဲ့ကအတိအကျကိုမသိရသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်ဆေးရုံကိုစစ်ကောင်စစ်တပ်ကဘုံကျဲချထားပြီးတဲ့နောက်ဆေးရုံနဲ့ရတားအဝင်ထွက်ကိုပြည်သူ့ကာကွယ်အဖွဲ့တွေကကန့်သက်ထားတယ်လို့သိရပါရယ်ခင်ဗျာ